Hello. Can How are you doing? Hey. Huh? How can I? Uh, I, I think I, I got a cold and then yeah, it's my doctor. Yeah, it's my GP. Are in, you in a video Dubai. blocker? Yeah, thank you. Thank you. အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဒူဘိုင်းမှာဆေးကန်းသွားတာပေါ့နော်ဆေးကန်းပြအရင်ဒီမှာဘာလို့အပ်လဲပြီးရင် save ဘယ်လိုပေးလဲပေါ့နော်အာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ blog လေးရိုက်ထားရဖြစ်ပါတယ်ဒီမှာဒူဘိုင်းမှာကကျွန်တော်တို့စောင်းရာသီကနေပေါ့နော်ဒီ winter season ကနေအာ summer ပေါ့နော်ရေရာသီကိုအူပြောင်းဆိုတော့ကျွန်တော်တို့ဒီမှာနှာစီချောင်းဆိုးနည်းနည်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့တောင်းတိတ်နေမကောင်းတဲ့အတွက်အာအဓိကတကယ်တမ်းကျမနေ့ကနေ့ကပြအောင်လို့ပေါ့မနေ့ကတောက်ကြနေဒီအိမ်ပြန်ရောက်တဲ့ချိန်အိနာစီကန်ကဖိတ်သွားတော့ဒီနေ့ appointment ယူထားပေါ့နော်အာ7နာရီ appointment ယူထားတော့ မှာဆေးကက်သွားပြရင်လည်းအားလုံးကိုသိနေခြင်းလို့အာဒီမှာဘာလိုအပ်လဲဈေးဘာလိုဆိုရင်ဘယ်လိုမျိုးဆရာဝန်ကညွှန်ကြားပေးလဲပေါ့နော်အဲအဲ့လိုမျိုးအကြောင်းကျွန်တော်ဒီဘလော့လေးရိုက်ထားပဲဖြစ်ပါတယ်အာအခုကကျွန်တော်ဒီဈေးကန်းရှိရဲ့ဟိုပါပေါ့နော် shopping center ရဲ့ဟိုအာရောက်လာတာပေါ့နော်ရှင်းမဆိုရင်ဈေးကန်းပေါ့နော်အခုဒါရှိရဟာတော့ဈေးကန်းပေါ့နော်ဒီမှာတော့ market လို့ခေါ်ပေါ့နော်ဒါတော့ကျွန်တော်နေရာနဲ့အနည်းဆုံးဈေးကန်းပေါ့နော် ီစီကန်းရောက်တာ ਨੇ ပထမဆုံးဘာလို့ရလဲဆိုတော့ဒီ reservation မှာပေါ့နော် registration ရှင်ဆုံးဝင်ရပေါ့နော် booking လောက်ထားပဲဖြစ်မလောက်ထားပဲဖြစ်ပေါ့နော်လောလောဆယ်ကျွန်တော်အာ reservation မှာကျွန်တော်ဒီ booking လောက်ထားတဲ့အကြောင်းကိုတို့ပြောဖို့အတွက်လောလောဆယ် juicy နေရပေါ့နော် hi okay okay so i'm be waiting here or yeah just 2 minutes only just 2 minutes okay ခုကျွန်တော်ဒီ reservation ကဘာပြောလဲဆိုတော့ ကျွန်တော်မနေ့ကနေ့က appointment လုပ်ထားရသူတို့ကတည်တယ်ခုနဒီအဲ့လူပဲပေါ့နော်သူကလုတ်ပေးထားဆိုတော့ငါမင်းကိုတည်တယ်တဲ့အာဒီ time ဆောင်းလိုက်တော့တယ်မင်းလည်းရအောင်ခေါ်လိုက်မယ်ပေါ့နော်ပုံမှန်ဆိုတော့ကျွန်တော်တို့ဒီမှာဒီလို EID cap ပေါ့နော် EID ကျွန်တော်တို့ဒီဒီက Android ID ပေါ့နော်ဒီက identification ကျွန်တော်တို့ကိုယ်ပိုင်ကတ်တွေပိုင်းနဲ့ဒီမှာသူတို့ပေးပြီးတော့ registration လုပ်ရမျိုးရှိပေါ့နော်ဒီ second ကကျွန်တော်အာ ကျွန်အရင်ခောက်တယ်လဲကျွန်တော်ရောက်ခုရတဲ့ရောက်ကျွန်တော်ထပ်ပြီး registration မလုပ်ရဘူးပေါ့နော်တချို့ဆိုဒီမှာ registration လုပ်ဖို့ဒီ form ဖြည့်တာတို့ပါဘူးပေါ့နော်အဲ့လိုမျိုးကြီးကျွန်တော်ကျွန်တော်လုပ်ရသေးရပေါ့နော်ကျွန်တော်တော့လုပ်เสียမလို့တော့ဘူးသူတို့ကျွန်တော်ရဲ့ကိုယ်ရေးကိုယ်တာချက်လက်ကသူတို့စီမှာရှိရပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ insurance နဲ့သူတို့စီမှာရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ပေါ့နော်တော်တော်ကျွန်တော်အဲ့တော့ခေါ်ဖို့တယ်ကျွန်တော်စောင့်နေရပေါ့နော် 1.3684. Okay. Can I just take your pay? Do I need to wait outside or? Yeah, in the same meeting. Okay. Yes, okay, thank you. ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလို့ပေါ့နော် corrupt procedure ရာဒီဆရာဝန်နဲ့မပြခင်မှာဘာလို့လဲဆိုတော့ကျွန်တော်တို့သိပောင်းချိန်နဲ့အပူချိန်တိုင်းနဲ့ပေါ့နော်အဲ့ဒါကြီးတို့ကယူရပြီးရင်ဘာစေးတောက်ခဲ့လဲဆိုတော့မေးရပေါ့နော်ကျွန်တော်မလင်းညာဆိုရင်ကျွန်တော်ဒီ paracetamol တောက်ထားရယ်ဓလုံးတောက်ထားရယ်တို့တို့ဒါအမှန်တိုင်းပြောရရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ မက်ဒီကယ်အာဆီတူရှင်းကိုတို့တို့ဆရာတိမဒေါက်တာအဒ်ဗိုက်စ်လုပ်လို့ရမှာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ပုံမှန်ပရိုစီဒါတွေပဲပေါ့နော်မြန်မာနိုင်ငံမှာလိုက်တာတွေလုပ်တယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲဆရာဝန်နဲ့ဆေးကန်ပြမှာဆိုရင်မပြခင်မှာဆရာဝန်နဲ့မပြခင်မှာဒါတွေကအနေနဲ့လုပ်ရတယ်ပေါ့နော်ဟယ်လိုဟောယူဒူး Yeah? Okay, uh, time. I, I think I, I got a cold and um, kind of like a virus or something, but I'm heavy sore throat mm -hmm. and also a runny nose. Yeah. <laughs> <laughs> it's my daughter. Yeah, it's my GP. Are <laughs> in, you a Dubai. video Dubai. blogger? Uh, yeah, a uh, casual blogger. It's not, I'm not a famous blogger, but I'm a casual blogger. What is blogger? Uh, casual me <laughs> is like uh, just just a daily vlog, yeah. You have a blood So you have a culture swap house. I need to have the blood test? Yes. Sir. Okay. And then culture swab, I will take the sample to your throat. Okay. And sample also to your nose. Okay. Yes, this is for your medication prescription, sir. After okay. you're done for the blood test, you can give this one to the Aster Pharmacy. So I'm still to take the blood test over yes, there. Uh, yeah. Uh, they will just keep getting paid. Yeah. Once they're done for paid, you can just have a picture in the middle waiting area. Yeah. Okay. Okay, okay sir, for your. Uh, yeah. Okay. Please get it. the blood test look for the bono. Did she have the original lipo? I'll be waiting here. Okay. အာဒီနေ့ကပါလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီအာဆီယံဝင်ပြောလိုက်တာပေါ့နော်ကျွန်တော်ဒီ virus ပုံစံမျိုးအာဝင်နေဝင်လာလားမသိဘူးလို့ဒီရာသီကူပြောင်းလဲကြောင်းပေါ့နော်ဒီနှာစီးရဲ့ပြင်ဒီဆိုးတို့ဖြစ်တယ်ဆိုတော့အဲထဲမှာသူကျွန်တော်ကိုပါလို့လဲဆိုတော့ကျွန်တော်တို့ဒီဟိုရာပေါ့နော် ဒီတလိတ်တလိတ်ကိုသူတို့စစ်တယ်အာပြီးရင်ဟိုကစစ်တယ်ပေါ့နော်ဒီကျွန်တော်အရင်ကျွန်တော်ကိုရိုနာဗိုင်းရပ်စ်ပုံစံမျိုးပေါ့နော်နှာခေါင်းဟိုနှိုက်ပြီးစစ်တာမျိုးတွေပေါ့နော်အခုလောဆယ်ကျွန်တော်ကဘာစောင့်နေလဲဆိုတော့ဒီ blaster ပေါ့နော် blaster လို့ပို့တော့စောင့်နေရအာပြီးရင်ဒီမှာကျွန်တော် description ပေါ့နော်ဆရာဝန်ရောက်ပြလိုက်တဲ့ save ပေါ့နော်ဒီမှာဒီလိုမျိုး description နေနေတို့ကိုပြရပါပေါ့နော်ဒါကိုကျွန်တော် share account မှာတွားပြီးတော့ကျွန်တော် save ထုတ်မှာပေါ့နော်အဲ save ထုတ်တာလည်းကျွန်တော်ခဏနေမှာကျွန်တော်ပြမယ်ပေါ့နော်လောလောဆယ်ကျွန်တော်ဒီ blaster ရဖို့လို့ကျွန်တော်စောင့်နေရပေါ့နော်အခုကျွန်တော်ဒီအထဲမှာ လက်တက်စ်လို့ကိုစောင့်နေနည်းနည်းကြားရတဲ့အတွက်ပေါ့နော်ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာရှေ့ကဒီစေးတန်ပေါ့နော်ရှေ့စေးတန်ကိုကျွန်တော်ဒီ prescription ပေါ့နော်ကျွန်တော်စေးသွားထုတ်ဖို့အတွက်ကျွန်တော်ရှေ့ကိုရောက်လာပေါ့နော်ဒါတော့ဒီမှာရှေ့ကစေးတန်ပေါ့နော်ဒီမှာ F Esther Pharmacy လို့ခေါ်ပါပေါ့နော်အာဒီကစေးတန်ကျွန်တော်ဒီဘက်ကစေးကန်ပေါ့နော်ဒီဘက်ကစေးကန်ပေါ့အဲ့တော့စေးထုတ်ဖို့အတွက်ကျွန်တော်တို့ကိုဒီ server လေးသွားပေးရမှာပေါ့နော် はい。はい、uh I need to go but then I'll come back. သူတို့စာပြေလေးဒီတိုင်းပေးထားခဲ့ပါတော့ကျွန်တော်တို့လောလောဆယ်တော့အထည်ကို bless တဲ့လုပ်ဖို့အတွက်ပြန်လာတာပေါ့နော်။ you have for the okay. nose swab is in. It's also negative. negative. Okay, yes, thank you. But what about the blood test? They will call you okay. sir inside. Sir. Yeah, they thank just you. ask you sir how because there are only one nurse inside. So they okay. will call you sir. Inside. Yeah, that's all right. It's okay. Thank you. အာခုနကျွန်တော်ဒီတလိပ် test နဲ့ပြီးရင်ကျွန်တော်တို့ဒီ nose test ပေါ့နော်အာနှာခေါင်း test လုပ်ထားတာပေါ့နော်အဲ့ဒါသူကလာပြောတာပေါ့နော်သူ7 minutes ဆိုတော့သူကဟိုပါရတာဆိုတော့ဖြေရတာဆိုတော့သူလာပြောတာ negative တယ်အဲ့တော့အမ် bias ဘာမှမရှိဘူးပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီရာသီကူပြောင်းလဲကြောင်းကျွန်တော်တို့ဒီ bias ဝင်တဲ့ပုံစံမျိုးပဲပေါ့နော် What should I sit? But you don't sit, does it? I'm just sit. You can sit properly, sir. Okay. morning mm -hmm. one tablet yeah. five days after food mm -hmm. yeah, thank you thank you ခုကတော့ကျွန်တော်အိမ်ပြန်ရောက်လာပြီပေါ့เนาะကျွန်တော်စေးစားရလဲဒီစေးတွေကျွန်တော်ခုနကကျူးလာတာပေါ့เนาะအမ် um, ဈေးတွေကတော့ကျွန်တော်တို့ပတ်စံမပေးခဲ့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်က company ကနေပြီးတော့ insurance က cover ဖြစ်ထားတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ insurance နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်ပြောပြချင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ process ကဘယ်လိုလဲဆိုတော့ကျွန်တော်စီကန်သွားရယ်ပေါ့နော်စီကန်သွားရယ်ဆိုရင်ပထမဆုံးအနေနဲ့ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့ကဟို registration လုပ်ရတယ်ကျွန်တော်တို့ဒီမှာ EID card ပေါ့နော် EID card ကိုကျွန်တော်တို့ကပြရတယ် EID card ပြပြီးရင်သူတို့ကဘာပထမဆုံးမေးခွန်းအနေနဲ့ဘာမေးလဲဆိုရင် insurance ရှိလားမရှိလား insurance ရှိရယ်ဆိုရင်ကျွန်တော်တို့ကဘယ် insurance company လဲဆိုတော့မေးရယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ insurance company ကိုလည်းကိုကတိထားဖို့လိုအပ်တယ်ပေါ့နော်အာတချို့ hospital ီတယ်တချို့ကျွန်တော်တို့စေယုံစေကန်ကတော့ကျွန်တော်တို့ emirate id ကိုဖတ်လိုက်တာနဲ့သူတို့ရဲ့ system ထဲမှာရိုက်ထည့်လိုက်တာနဲ့ resident ပေါ့နော်ဒီ resident ဒီဒီလူကဘယ် insurance အောက်မှာရှိရဲဆိုတာခါတယ်သူတို့ကပေါ်လာရပေါ့နော်သူတို့ပြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော် registration form ဖြည့်ရရပေါ့နော်အာကျွန်တော်ကဒီစေကန်ကိုရောက်တာနှစ်ခေါက်သုံးခေါက်ရှိဆိုတော့ကျွန်တော်လုတ်เสียမလို့ပေါ့နော်တကယ်လို့ကိုယ်အနေနဲ့ပထမဆုံးဆိုရင်ကို registration form ဖြည့်ရတယ်ဘယ်သူပဲပါဘယ်မှာနေရပေါ့နော်ပြီးရင် emergency contact ကဘယ်သူလဲပါလဲဆိုတော့ကျွန်တော်ကပေးရပေါ့နော် registration form ဖြည့်ပြီးသွားပြီ registration လုပ်ပြီးသွားရည်အားလုံးပြီးသွားပြီဆိုရင်အာဘာအတွက်ကြောင့်အာဒီစေကန်းကိုလာတာလဲအာပြီးရင် GP နဲ့ပြမှာလာဘာအတွက်လဲပေါ့နော်အဲ့လိုမေးပြီးသွားရည်ဆိုရင်တို့ကဒေါက်တာနဲ့ appointment လုပ်ပြီးရဲပေါ့နော်အာတခါလေကျလည်းကျွန်တော်က walking appointment နဲ့ရတယ်တခါလေကျလည်းတို့ကမရဘူးပေါ့နော်တကယ်လို့ fully book ဖြစ်နေရည်ဆိုရင်တို့ကရက်ပြန်ချိန်နေပေါ့နော်အော်ကျွန်တော်ပြောသလိုပဲမနေရောကကျွန်တော် ဈေးကန်းကိုရောက်သွားတဲ့အချိန်မှာသူတို့ကအာဆရာဝန်ကအကုန်လုံး fully book ဖြစ်သွားတဲ့အတွက်ကျွန်တော်ပြတ်လို့မရခဲ့လိုက်ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့စင်နာကြီးကျွန်တော်အာ appointment ယူပြီးတော့သွားရပေါ့နော်အဲ့လိုယူပြီးတော့သွားရဆိုရင်အားလိုက်အကုန်လုံးပြီးသွားရဆိုရင်ဆရာဝန်နဲ့တွေ့မယ်ဆရာဝန်ကလည်း prescription ပေးလိုက်တယ်ပေါ့နော်ဆရာဝန်ကလည်း prescription ပေးလိုက်ပြီးဆိုရင်ဘာလို့ရလဲဆိုရင်ကျွန်တော်အဲ့ prescription ကိုကျွန်တော်ကဒီစေးဆိုင်ပေါ့နော်ဟိုဘက်ကကျွန်တော်ခုနကကျွန်တော်ပြတဲ့စေးဆိုင်ကိုကျွန်တော်ကတော့ပေးတယ်အဲ့မဲ့အဲ့စေးဆိုင်မှာ prescription ဒီစင်ညွှန်းသွားပေးလိုက်တာနဲ့ပထမဆုံးအနေနဲ့သူတို့ကဘာလို့လုပ်လဲဆိုရင်သူကကျွန်တော်ရဲ့ insurance company ကိုဖုန်းလန့်ခေါ်ရပေါ့နော် insurance company ကိုဖုန်းလန့်ခေါ်ပြီးသွားပြီဆိုရင် insurance company ကနေပြီးကျွန်တော်တို့က approval ယူရတယ်သူတို့က approval ယူရပေါ့ဒီဆရာဝန်ကဒီ Luna ကိုဒီ CDC ပေးရဲ့အဲ့အတွက်ကြောင့် approval process လေးလုပ်ပေးပါဆိုပြီးတော့သူတို့ကဖုန်းလန့်ခေါ်တယ်အဲ့အဲ့ approval process က 5မိနစ်ကနေ7မိနစ်ထိကြာတတ်တယ်ပေါ့နော်အဲတခါလေးကြာရင်အဲ့တော့ approve ရပြီဆိုတာနဲ့သူတို့ကကိုဆေးပေးလိုက်တယ်ပေါ့နော်ပြီးရင်ဘယ်ဆေးကအကုန်လုံးကာဘာဖြစ်တယ်ဘယ်ဆေးကကာဘာမဖြစ်ဘူးပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဆေးတွေတော်တော်များများတော့အကုန်လုံးကာဘာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှပေးစရာမလိုလိုက်ဘူးပေါ့နော်များသောအားဖြင့်ကာဘာဖြစ်တာများပါတယ်ဒီ January ရပေါ့နော်အဲအဲ့လိုမျိုးယူပြီးသွားရဆိုရင်ဒါကျွန်တော်တို့အနေနဲ့ဘာမှသူတို့ထပ်ပေးစရာမလိုပေါ့နော်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ဟိုကို insurance company နဲ့ဒီပေါ့နော်ဆေးဆိုင်နဲ့ဘလို့အလုပ်လုပ်တယ်အဲတကယ်လို့ကိုက approve မရဘူးဆိုရင်ဘာကြောင့် approve မရ မရတာလဲဆိုတာမျိုးတခါတည်းကျရင်သူတို့လှမ်းပြီးတော့ဖုန်းခေါ်ပြီးမေးရတာမျိုးရှိရပေါ့နော်အာဒါကတော့ဖြစ်ခဲ့ပါတယ်ဟိုကို insurance company ပေါ်မှာလဲ media ပေါ့နော်အာ insurance company ကအရင်ကောင်းလဲဆိုတော့ဒါမျိုးကြီးအာတော့တိတ်မဖြစ်ဘူးပေါ့နော်အာဒါကတော့ကျွန်တော်ဒီဈေးကန်းကိုသွားတယ်ပေါ့နော်ဈေးကန်းသွားတယ်ဈေးကန်းမှာ registration လုပ်တယ်ဒီဆရာဝန်နဲ့တွေ့တယ်အလိုအပ်တယ်ဆိုရင်သူတို့ကျွန်တော်တို့ဒီဟိုပါပေါ့နော် blood test တွေအာလုပ်ရတယ်ဒီဆိုဒီနေ့ဆိုရင်ကျွန်တော်ဒီမှာ blood test ယူလာခဲ့ရတယ်ပေါ့နော် blood test သူတို့ပေးခဲ့လိုက်ရတယ် အာပြီးရင်ကျွန်တော်တို့ဒီအခုဟာကကျွန်တော်ကနှာစီချောင်းဆိုးပြီးရင်လေချောင်းနာဖြစ်တဲ့အတွက်ပုံမှန်ကျွန်တော်တို့ဒီ bias ပုံစံမျိုးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဆောင်းရာသီကနေပြီးရွေရာသီကိုပြောင်းတဲ့အခုပြောင်းမှကျွန်တော်တို့ဒီ flu flu season ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်သူတို့ကဒီကျွန်တော်တို့ sweat တွေယူရပေါ့နော်ဒီနှာခေါင်းရယ်ပြီးရင်ဒီတလိပ်ရယ်ပေါ့နော်အဲ့ဒါရယ်ယူတယ်ဒါတွေကတော့သူတို့ပြောလိုက်တာအကုန်လုံး negative ဆိုတော့ကျွန်တော်အနေနဲ့ bias bias မရှိဘူးပေါ့နော်ဒါပေမဲ့ဒီရာသီအခုပြောင်းလဲကြောင်ကျွန်တော်တို့အေးရနေပြီးတော့အပူဝင်တဲ့အချိန်မှအပြင်ထွက်တာတို့ဘာတို့ပြင်တစ်ခါကြရင်လဲကိုကိုရ ဲ့ကိုကံအားနဲ့နဲတဲ့အတွက်တခြားလူစီကနေကုတာမျိုးတွေပါရှိတတ်တာပေါ့နော်ကျွန်တော်တို့ကဒီ office မှာကလူများနဲ့လှုပ်လှုပ်တာဆိုတော့တခါလေးချုပ်နေမကောင်းတဲ့လူတွေပါရှိရဗျာအဲအဲ့ရနေတဲ့ကုကဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့ဒေါက်တာကတော့ပြောလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ video လေးကတော့ကျွန်တော်တို့စေကန်စေယုံပြီးရင်စေဆိုင်နေပြီးတော့အာစေယူရတာလေးပြီးရင် insurance company နဲ့ဘယ်လိုမျိုးဘယ်လိုမျိုးရှိရလဲပေါ့နော်အဲ့ဒါမျိုးလေးကိုကျွန်တော်ဘယ်လို process လုပ်ရလဲဆိုတဲ့အကြောင်းလေးကိုအားလုံးကိုသိသိချင်းတဲ့အတွက်ကျွန်တော် share လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော် video လေးကိုလည်း like and share လုပ်ခဲ့လို့ရပါတယ်တကယ်လို့ subscribe မလုပ်ရသေးဘူး ဆိုလဲ subscribe လုပ်ပေးခဲ့လို့ရပါတယ်ကျွန်တော် channel လေးကိုအာဒူဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းတွေတစ်ခုခုသိချင်နေဆိုရင်ကျွန်တော်ရဲ့ comment မှာအားလုံးရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ချိန်ရရရသလိုအရာလေးကို video လေးလုပ်ပြီးတော့ဒီကျွန်တော်ရဲ့ channel လေးမှာလည်းတင်ပေးပါမယ်တကယ်လို့စိတ်ဝင်စားရဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့လို့အားလုံးကိုဒီပေးလို့ပါတယ်အားလုံးရေးစုတင်ပါတယ်ဒီနေ့တို့တော့ပါပဲเนาะ bye bye